ရဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားတမရအစ်စ်ကိုတဝင်းလောပါပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်နော်ဒူဝါလက်ချီဝါတို့အုပ်စုအဲကျွန်တော်တို့ ကျွန်တော်တို့အန်ယူဂျီဟာမြန်မာနိုင်ငံရဲ့တရားဝင်ဆိုတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အသိမှတ်ပြုပေးပါဆိုပြီးတော့တမရအစ်ထံကိုသူတို့တောင်းဆိုကြရတယ်အသနာခံကြရတယ်ပြီးတော့တဆက်ခင်မှာပဲဟာတောင်ကိုရီးယားတမရအစ်ကနယူးတော်လိုင်းရေးမှာဟာလက်တော့ဆောင်ထောင်ပြီးတော့သူတို့ဟာပေးရလို့ဖြစ်တယ်ဒါကြောင့်မလို့ဒီတမရအစ်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းလေးရရှိနိုင်ပါတယ်လို့နယူးတော်လိုင်းရေးမှာဘယ်လိုမျိုးအခွင့်အလမ်းကောင်းလေးရရှိနိုင်ပါတယ်ဆိုပြီးတော့မဆားရဝါခမန်းနိမဆားရဝါခမန်းနိလော်ခဲအော်ခဲတမရဟာ လောလောဆယ်မှာတော့စိတ်နေငါမှထောင်လုံးလုံးကြာရတဲ့အခွားကိုကြောက်သွားပြီဖြစ်ပါတယ်ခမားတို့ဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကုတ်ပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုတာလူပိန်းကြိုက်တယ်နဲ့လူကြားကောင်းကတ်လိန်ကတ်ချက်ပြောနေတာဖြစ်တယ်ကတ်လိန်ကတ်ချက်ပြောနေချင်တာဖြစ်တယ်ဆိုတော့ဒီလိုမျိုးတရားသူပုံမှာသဘောထားမမှန်ဘူးကိုပြည်သူလူထုပုံမှာလည်းသဘောထားမမှန်ဘူးเนาะတို့တို့ဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံတို့တိထောင်မဲ့ပြောပြီးမယ်ကျွန်တော်တို့ကရွေးကောက်ပွဲနဲ့ချင်းပါပြီးတော့မဲပေါင်းထောင်ပြီးဒီမိုကရေစီနည်းလမ်းကြဒေသခံပြည်သူတွေဥမာ KNU ရဲ့ကော်တူလီနိုင်ငံတော်ထဲမှာတထုံခင်းပါတယ်ဝန်ကြီးနေ ဒါဆိုရင်အဲ့ဒီမွန်နေရောသူတို့ပြင်းနေကိုမွန်နေရဲ့ပြင်းနေတကယ်ရင်ချင်းမှုစင်လာကြည့်ပါရဲ့မွန်လူမျိုးတွေလည်းမျိုးကိုကင်းကသိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီကင်းရဲ့ယူကလက်မခံတဲ့မွန်တိုင်းရင်းသားတွေကိုလက်နက်ကအနိုင်မကျင့်ပါဘူးလို့ဘယ်တော့မှအာမခံချက်မပေးနိုင်ဘူးဆိုတော့ခင်ဗျားတို့ကနော်ခင်ဗျားတို့ကမအားလားပြုတ်ကြရင်ပြီးရောဆိုတော့ခွေးအုံနောက်လေးခင်ဗျားတို့ရဲ့ဖြုတ်အုံနောက်လေးနေစကားကိုလည်းလည်းမပြောနဲ့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ KNU ဘက်ကကော်တူလေးနိုင်ငံထူထောင်မည်ဟုကြေညာချက်ထုတ်ပြန်သည့်အပေါ်မပူတူကပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါကျွန်မမပူတူမဟာလေးပါရှင်ဒီနေ့နောက်25ခုနှစ်65ရက်နေ့ဖြစ်ပါတယ်ရှင်းနေငါမှာထောင်လုံးလုံးကြားရတဲ့ဒီစကားလေးကကျွန်မတို့မြန်မာပြည်အားလုံးနဲ့ရှင်းနေပေးတဲ့စကားလေးတစ်ခုဖြစ်နေတယ်လက်ရှိကျွန်မတို့မြန်မာနိုင်ငံရေးမှာလည်းရှင်းနေငါမှာထောင်လုံးလုံးကြားတယ်အဲ့ဒါပါလဲဆိုတော့လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေကို လက်ခံမဲ့ခေါ်ယူမဲ့အစီအစဉ်တွေလုံးဝရပ်ဆိုင်းလိုက်ပြီကိုရီးယားကိုမြန်မာနိုင်ငံသားရှေ့ပြောက်ဒုက္ခတွေတွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့ကိုသူတို့ကိုရီးယားမှာရှိရင်သူတို့ဖြစ်မျိုးသားရေးဝါဒီတွေပေါ့ကိုရီးယားမှာလည်းသူတို့နိုင်ငံမှာအဓိကမျိုးသားရေးကိုအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိရင်ထိုင်းနိုင်ငံမှာလည်းမျိုးသားရေးဝါဒီတွေနော်နိုင်ငံနိုင်ငံတိုင်းမှာသူတို့နိုင်ငံမိမိနိုင်ငံမိမိနိုင်ငံရဲ့မျိုးသားကျိုးစီးပွားမိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်ဒီမှာနော်အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရီးယားမျိုးသားရေးဝါဒီတွေရဲ့တက်ွက်မှုကြောင့်လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေကိုခေါ်ယူမဲ့အစီအစဉ်ရပ်ဆိုင်တယ်အဲ့ဒါဘာလဲဆိုတော့ကိုရီးယားမှာတမန်အစ်တက်တန်ရှင်းမှာ ဒီဘေးဒုက္ခတဲ့ဖွဲ့နော်ဒီဘေးဝရန်ဒီအန်ယူဂျီဖွဲ့ကနေပြီးတော့ကျွန်တော်တို့အလိုချီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားသမ္မတအသစ်ကိုတဝေလောကပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်နော်တို့ကလက်ချီပွားတော့အုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့အန်ယူဂျီဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အတိမတ်ပြုပေးပါဆိုပြီးတော့သမ္မတအသစ်ထံကို ောင်းဆိုကြရဲအတနာခံကြရဲပြီးတော့တစ်ဆက်ရမှာပဲဟာတောင်ကိုရီးယားတမရတက်ကနယူဒေါ်လာရေးမှာဟာလက်တော့ချောင်းထောင်ပြီးတော့တို့ကိုအားပေးရဲလို့ဖြစ်တယ်ဒါကြောင့်မလို့ဒီတမရတက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းနေရရှိနိုင်ပါတယ်လို့နယူဒေါ်လာရေးမှာဘယ်လိုမျိုးခွင့်လန်းကောင်းနေရရှိနိုင်ပါတယ်ဆိုပြီးတော့မဆိုင်ရဝါခမန်းနေမဆိုင်ရဝါခမန်းနေလော်ခဲ့អော်ခဲ့တမရဟာလုံးလုံးဆဲမှာတော့ရှိနေငါမှာထောင်လုံးလုံးကြာရတဲ့သွားကိုရောက်သွားပြီဖြစ်ပါတယ်เนาะရှိမှလည်းပဲဒီလိုဖြစ်စင်ရှိတယ်အဲ့ဒါပါလဲဆိုတော့ထား ထိုင်းနိုင်ငံမှာမူဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမူဖော်ဝဲပါတီခေါင်းဆောင်ပီတာရဲ့ဘုန်းကိုမြန်မာပြည်မှာရှိတဲ့ဘုံကျုံအုပ်စုသွားပြီးတော့ဘောမကြတယ်ပီတာရဲ့ဘုန်းကိုမောကြတယ်ထိုင်းမှာပီတာကဝင်ကြီးချုပ်ဖြစ်လာတဲ့အတွက်တို့ NUG ကဘယ်လိုဖြစ်တော်မလဲမေဦးဒေါ်လန်ကြီးကဘယ်လိုဖြစ်တော်မလဲဆိုပြီးမဆရာဝါခမန်းကြီးပြောခင်ချတယ်တရှိတောင်ကိုရီးယားသမ္မတအစ်ကိုလည်းတို့အဲ့ဒီလိုပဲဟောသွားပြီးမှရဲတို့ကိုအစိုးရအဖြစ်အတိမတ်ပြုပေးဖို့သွားပြီးအတနာခံပေးမယ်အလက်ရှိမှာတော့ရှင်းနေငါမှာထောင်လုံးလုံးကြောက်သွားတာစိတ်မကောင်းကြပါနဲ့အခုကတော့ ပြန်ယူသူတို့ကိအားလုံးရဲ့နိုင်ငံရေးအိမ်မက်နိုင်ငံရေးညီမချက်ကပေါ်တူလိနိုင်ငံတော်ဖြစ်တယ်ဆိုပြီးပြောသွားတယ်ပေါ့ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်ပေးတယ်လဲဆိုပြီးကျွန်တော်မေးကြတယ်လို့ရှိတယ်တုံ့တက်ပေးပါလို့ပြောကြတယ်လို့ရှိတယ်ပေါ်တူလိနိုင်ငံတော်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နော်2020နဲ့2023နဲ့ကကျွန်မထပ်ခါထပ်ခါပြောခဲ့မှုပါရဲ့အခုတော့အဲ့ဒီအရင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုပဲပြန်ပြီးတင်ပေးကြည့်ပါမယ်ကျန်းယူရယ်ပေါ်တူလိနိုင်ငံတော်ပေါ်တူလိအိမ်မက်ဆိုပါလေနားထောင်ကြည့်ပါကျန်းယူပါကြည့်နားဒီမိုကရေစီကိုအခြေခံတဲ့ဖရဲနိုင်ငံတော်တိစောက်ဖို့အတွက်တို့တွေကိုယ်တူလိဆိုတာခွဲတော်မယ် ်ကုတ်ဒေတာကိုအုပ်ချုပ်ခွင့်ရဖို့ကုတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လည်းတို့တွေလက်နက်ကင်ပြီးတော့တော်လှန်ပုံစံချင်းဖြစ်နေတယ်။ဒါဆိုလို့ရှိရင်တက်မဟာတက်တက်မဟာနှစ်တက်မဟာသုံးတက်မဟာလေးဆိုတာကုတ်ပြည်နယ်လားတမရပြည်နယ်လားတက်မဟာတက်တထုံခရိုင်ဆိုတာကင်းပြည်နယ်လားမုံပြည်နယ်လားပြောတော့ကုတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကင်ပုံစံနဲ့ဆိုရင်ဘာကြောင့်တမရပြည်နယ်လဲကိုတော့နေချင်းနေရလဲတက်မဟာနှစ်သုံးဆိုတာတော့ညောင်လေးပဲခရိုင်တို့တောင်ခရိုင်တို့ကင်းပြည်နယ်လားကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကိုင်ပုံစံနဲ့ဆိုရင်ဒါကင်းပြည်နယ်လားဗမာရဲပြည်နယ်လားအဲ့ဒီဒေသတွေမှာဖြည့်ဆည်းဆန်ကင်းပြည်နယ်ကအုပ်ချုပ်ခဲ့ရတာဗမာမင်းတွေကထိနေဆုံးဆန်အုပ်ချုပ်ခဲ့ရတာကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုရင်ဘာကြောင့်တရားနယ်မှာနေချင်နေရလဲ တမဟာလေးတဝဲခရိုင်တဝဲဆိုတာကရင်ပြည်နယ်လားတနင်္လာရီတိုင်းလားတနင်္လာရီတိုင်းဖြစ်တယ်ကိုပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုလို့လက်နက်ကင်ပြီးတော့ကျွန်တော်တို့ကတော်လန်ပုံကံပါလေဆိုပြီးတော့အမှန်တကယ်တော့လက်နက်ကင်ပြီးသူများနေမိလို့နင်းချဲနေချင်းဖြစ်တယ်ဒါဆိုရင်အဲ့ဒီဒီနယ်တွေမှာအခုတထုံခိုင်အိုင်ပြောမှာတရဲယူကသူတို့ကော်တူးလေးဆိုရဖွဲ့တဲ့အခါရင်အဲ့ဒီတထုံခိုင်အိုင်မှာရှိတဲ့မိုးလူမျိုးတွေကို မဲပေါ်ရေးထောင်မီဒီမိုကရေစီနီးလမ်းကြောင့်ရွေးကောက်ပွဲကျင်းပပြီးအုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကို KNU ပါပေးသလားဒါဆိုရင်ဘူဒိုင်းရှေ့ချမ်းကဗမာရဲနေမျိုးကို KNU ကနော်တို့တို့လည်းမျိုးစိုးပြီးချက်ပြင်လာတယ်အဲ့ဒီနေနေမှာဒီမိုကရေစီနီးလမ်းကြောင့်ရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့လူကအစိုးရဖွဲ့ထဲမှာဖွဲ့စည်းပြီးတော့အုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကိုပေးသလားဟုတ်အဲ့ဒီဒေသမှာရှိတဲ့ဗမာရဲနဲ့ဒဝဲရဲနဲ့တခြားသောတိုင်းရင်းသားတွေကကုဒေတာကိုအုပ်ချုပ်ပေးရဖို့ဆိုပြီးဒီမိုကရေစီနီးလမ်းကြောင့်ဖြုတ်တော်ကိုယ်တိုင်ပြည်ဝင်ရောက်ရွေးချယ်ခံလို့ရသလား ဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဆက်ပဲဘယ်မှာလဲကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ခင်ရဖို့ကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ခင်ရဆိုရဖို့ဆိုပြီးတော့တုံညာနေမယ်လို့လက်နက်ကနေရှင်းနေခင်ဗျားတို့မရှိဘူးလားဒီအညကနော်အားမစောနေတာများလေဒီအညနေဖြစ်ချောင်ဆောင်ကိုတို့လေးအာမီဆိုပြီးခွဲထားတဲ့ကကျမတို့ပြောခဲ့တယ်ဒါကိုတို့လေးနိုင်ငံတော်တိချောင်မှာနော်ကိုတို့လေးနိုင်ငံတော်တိချောင်မှာအခုမှတို့လေးနိုင်ငံအိမ်မက်တာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့တိုင်းရင်းသားတွေအားလုံးကအင်္ဂလိပ်လက်အောက်ကနေရုံးချပြီးမြန်မာပြည်လွတ်လပ်ရဖို့တိုးပန်းစဉ်အချိန်ကာလတွေက KNU ရဲ့မူရင်းလာရ KN Ranger တက် KN Ranger တက်က အင်္ဂလိပ်ကျောင်းပေါ်မှာဆက်နေပြီးတော့ကော်တူလေးနိုင်ငံတော်တရားဝင်နေတာ။ဓမ္မတွေကကျမတို့မြန်မာတွေကလွတ်လပ်ရေးကြိုးပမ်းခဲ့ပေမဲ့သူတို့ဟာကျောင်းပေါ်မှာဆက်နေပြီးကော်တူလေးနိုင်ငံတော်တရားဝင်လို့ခဲ့တာဖြစ်တယ်။သူတို့ဒါကြောင့်လည်းကျမတို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်။လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာတရားယူပါလို့လေ။ကော်တူလေးနိုင်ငံတော်ဆိုပြီးချိန်ရတယ်။သူတို့ချိန်ရတယ်ကော်တူလေးနိုင်ငံတွေကဘယ်ထိပါလဲ။တော်စုတီမဲတိုင်ခဲ့တဲ့တော်စုချင်းဝင်ရောက်ပြီးရွေးချယ်ထိုင်နေတဲ့မြန်မာနိုင်ငံကအကုန်ထိပါလေ။ထန်းတပင်ကင်မွန်းချုံကြီးရွာအုပ်စုအတွင်းတိုက်ပွဲဖြစ်စစ်ကောင်စီဘက်ကတေးဆုံမှုရှိဟုဒေတာခံပြော။ ပဲခူးတိုင်းတောင်ငူခရိုင်ခန်းတပင်မြို့နယ်ကင်မွန်းချုံကြီးရွာအုပ်စုအတွင်စစ်ကောင်စီနှင့်တော်လန်ရေးအင်အားစုပူးပေါင်းတပ်များအကြားယနေ့ဇွန်လ15ရက်နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံကပြောသည်ကင်မွန်းချုံကြီးရွာအုပ်စုရှိဓာတောက်ရွာနှင့်ပကံကွဲရွာစသည့်ကြီးရွာများနှင့်အနီးတစ်ဝိုက်တွင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ပြီးဇယက်ကြီးအခြေဆိုင်ချီလင်တည့်ရင်ခလာရ83နှစ် အနီးအနားတပ်စခန်းများမှလက်နက်ကြီးများပစ်ခတ်ခဲ့သည်ဟုဒေသခံဤပြောကြားချက်အရာသိရသည်ကင်မွန်းချုံနယ်တစ်ဆက်တည်းပဲလေဓာတ်တော့ဒိုးတန်းပကံကွဲတို့အဲ့ဒီဘက်တွေမှာဖြစ်ကြတာတောင်းနဲ့မြောက်ချကြတာပေါ့ကရင်နဲ့ PDF ကတောင်ဘက်ကစစ်တပ်ကမြောက်ဘက်ကပေါ်မြို့စိုးမှာဖြစ်ကြတဲ့ကအခြေအနေမကောင်းလားဒီနေ့တော့ထပ်ဖြစ်တယ်ဟုဇေယျကြီးဒေတာခန်တဦးကပြောသည်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများရှိကြောင်းနဲ့ဈေးကူတမှုခံယူနေရသူများရှိကြောင်းမျက်မြင်တွေ့ရသည့်ဒေတာခန်ကဆိုသည် ဇယက်ကြီးစေယုံကိုရောက်လာတာ၃ယောက်စစ်သားတွေကြီးစံလာထုတ်တာတယောက်ကမလုတော့ဘူးတည်သွားပြီးနောက်တစ်ယောက်ကတော့ခေါင်းကကြီးစံထုတ်ပြီးပြီးသူကတော့နည်းနည်းအခြေအနေကောင်းတယ်ရေတွေပါတွေတောက်နိုင်တယ်နောက်တစ်ယောက်ကလည်းကိုတပိုင်းလုံးတာလာပတ်စကြီးအုပ်ထားတယ်တည်မတည်တော့မသိဘူးဟုဒေတာခန်ကပြောသည်လက်ရှိညနေ၄နာရီမေးမြန်းချက်အရစစ်ကောင်စီ၏ဇယက်ကြီးအခြေဆိုင်ခလာယ83 မျိုးစိုးတက်စခန်းကျွဲပွဲရဲစခန်းနှင့်အနီးအနားတက်စခန်းများမှလက်နက်ကြီးများပစ်ခတ်နေခြင်းရှိသည်ဟုဆိုသည်ပြီးခဲ့သည့်ဇွန်လ12ရက်နေ့ကလည်းထန်းတပင်မြို့နယ်မျိုးစိုးရွာအတွင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခြင်းရှိခဲ့ပြီးစစ်ကောင်စီဘက်မှ9ဦးထိခိုက်ဒေဆုံးခဲ့ကြောင်း PDF သတင်းရင်းမြစ်ထံကသိရသည်ကောင်းမှုတို့ကွန်ချန်ကုန်းတွေအထိ ကောမှုရောကောညာကုန်းတို့အထိ KNU ကသူတို့ကောတူးလီနိုင်ငံတော်ဆိုပြီးကြင်ရတယ်ဒါကြောင့်မို့ဒီပြည်ထဲမှာရှိတဲ့ဖားစာပါလာဆိုရအောင်ကနိုင်ငံဝင်တွေအကုန်လုံးမှောက်ဖတ်ပေးပါဖတ်ခွာပေးပါဒီပြည်ထဲမှာကျွန်တော်တို့ကောတူးလီနိုင်ငံတော်မှာပါရဲဆိုပြီးတော့အဲ့ဒီလိုခွေးပါပါခဲ့တာဖြစ်တယ်အမိုင်းစင်စမာရီတို့ဒီလိုစူးစမ်းခဲ့တာနော်အခုမှထားပြီးကိုတို့နိုင်ငံတော်လောက်ခါမဟုတ်ဘူးမြန်မာပြည်လွတ်လည်ရေးမရခင်ကရောလွတ်လည်ရေးရပြီးနောက်ပိုင်းမှာတို့အဲ့ဒီလိုစူးစမ်းခဲ့တယ်ခင်းဆက်ဆက်တတ်မလို့ရဲ့နော်ရပြီးပါတယ်ဆိုင်းပြီးပါတယ်တတ်မလို့ရဲ့ချိုးပန်းမှုအောက်ကြောင်လာတို့တွေခေါင်းမထောင်နိုင်ခဲ့တာဖြစ်တယ် 喏，哎，伢叔家把多嘞，不住黄山啊，离别龙沙州嘛，那么边边那里也比省得家，省得假如说快点可以边边都去边个，他边边因为苏亚办事啊那省点卡，喏嘛边个不收票，人家就讲路边上个人呢，人家在讲嘛懒收票，懒边上个价钱，那么对悠悠时间没有没，哎，别龙沙州出来啦，他妈人家旅游去黄山的，担心他一个便宜的路，担心他一个难的路，担心他困的路，所以旅游的沙江河，现在喏。 တင်လုံစာချုပ်ဆိုတာကငါတို့မြန်မာနိုင်ငံကြီးလူတွေရပြီးွားလို့ရှိရင်ငါတို့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်မယ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်ဘယ်လိုစနစ်နဲ့သွားမယ်ဘယ်လိုမူဝါဒနဲ့သွားမယ်ဆိုပြီးဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော် ဒါပဲဆွေးနွေးတဲ့စာချုပ်လေငါတို့မြန်မာနိုင်ငံမှာငါတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေနဲ့ပမာဏကြီးနဲ့ဘယ်လိုကူပေါင်းပြီးတော့ပြည်မနဲ့တောင်တိုင်းနဲ့ဘယ်လိုကူပေါင်းပြီးအင်္ဂလိပ်ကဘေးကလွတ်လပ်ရေးကိုအတူတကွဘယ်လိုစိတ်လုံးညီညွတ်မှုယူမလဲဆိုပြီးတော့ဆွေးနွေးတဲ့စာချုပ်တာဖြစ်တယ်ခင်ဗျားတို့ဒီချက်ကိုသဘောပေါက်ဖို့လိုတယ်နောက်တစ်ချက်အဲ့ဒီပင်လုံစာချုပ်မှာကင်းပြီးနေဆိုတာမရှိဘူးပင်လုံစာချုပ်မှာချင်းပြီးနေဆိုတာမရှိဘူးထပ်ပြောမယ်ပင်လုံစာချုပ်မှာပါရင်ကင်းပြီးနေချင်းပြီးနေဆိုတာယာယီသဘောတရားရသတ်မှတ်ထားကြမှာဖြစ်တယ် နောက်ဆယ်နှစ်ကြာမှခွင့်ထုတ်ခွင့်ပေးမယ်ဆိုတာကလည်းနောက်ဆယ်နှစ်ကြာဆိုတာလည်းနောက်ဟဲ့တာဟာနိုင်ငံရေးရဗိုလ်ချုပ်ဟာနိုင်ငံရေးဂရီကွယ်နိုင်ငံရေးပေးလို့ခဲ့တယ်။တကယ်လို့နောက်ဆယ်နှစ်ကြာလို့မှဒီကျွန်တော်တို့ဘာသာဘာသာဆိုရရှိမယ်ဟုတ်ပေါ့။ခံခွင့်မအုပ်ချုပ်မှုခဏလို့မကြိုက်ဘူးဆိုလို့ရှိရင်အခုရာရေးတက်မှတ်ထားတဲ့ပြည်ပြည်နယ်ကအဲ့ဒီဒေသမှာမူတည်တဲ့နေထိုင်တဲ့တိုင်းရင်းသားတွေရဲ့ငယ်ငယ်ခံပြီးသူလူထုရဲ့သဘောထားစစ်တမ်းကိုကောက်ယူပြီးပြည်ပြည်နယ်ပြန်လည်ဖွဲ့စည်းဖို့ ချင်းပြင်းနယ်လို့ယာယီသဘောတရားရပင်လုံစာချုပ်မှာတက်မှတ်ထားတဲ့နယ်မြေဝင်းဝိုင်းမှာတီတီရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့စစ်တပ်သဘောထားစစ်တပ်ကောက်ယူပြီးတော့ချင်းပြင်းနယ်ပြန်လည်ဖွဲ့စည်းပို့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကြံဝန်ထက်လက်ရှိကော်တူးလီအာမီဆိုပြီးကရင်ကရင်ယူပါကရင်တဘုံကရင်အကြံဖက်တောင်းချမ်းတို့ကရင်ယူပါလုပ်တဲ့ကော်တူးလီနိုင်ငံတော်ရဲ့အကြံဝန်ကပုံများနေတယ်။ပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကြံဝန်ထက်အခုကော်တူးလီနိုင်ငံတော်ဆိုတဲ့အကြံဝန်ကသုံးလဲစာကြည့်နေတယ်ဘယ်သူမှမဟုတ်ဘူးလို့ညင်းချက်တယ်။ ခနာတို့ဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကိုယ့်ပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုတာလူပင်းကြိုက်တယ်နဲ့လူကြားကောင်းကတ်လိုင်ကကြက်ပြောနေတာဖြစ်တယ်။ကတ်လိုင်ကကြက်ပြောနေကြတာဖြစ်တယ်။ဆိုတော့ဒီလိုမျိုးတရားသူပုံမှာသဘောထားမမှန်ဘူးကိုယ့်ပြည်သူလူထုပုံမှာလည်းသဘောထားမမှန်ဘူးနော်။တို့တို့ဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံတို့တည်ထောင်မယ်ပြောပြမယ်ကျွန်တော်တို့ကရွေးကောက်ပွဲနဲ့ကျင်းပပြီးတော့ဘယ်ပေါင်းထောင်ဒီမိုကရေစီနိုင်ငံကြောင့်ဒေသခံပြည်သူတွေဟုတ်မလား။ကရင်ယူရဲ့ကော်တူလီနိုင်ငံတော်တွေမှာတက်ထုံခဲပါရဲ့မုန်ပြင်းနေ။ဒါဆိုရင်အဲ့ဒီမုန်နေရောတို့ပြည်နယ်ကိုမုန်နေရဲ့ပြည်နယ် တကယ်ရင်းစဲမှုစင်ကကြီးမားတယ်မုံမျိုးတဲ့နည်းမျိုးကိုကင်းကတိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီကင်းရဲ့ယူကလက်မခံတဲ့မုံတိုင်းရင်းသားတွေကိုလက်နဲ့ကအနိုင်မကျင့်ပါဘူးလို့ဘယ်သူမှအာမခံကြမပေးနိုင်ဘူးဆိုတော့ခမားတို့ကနော်ခမားတို့ကဟာမအားလားပြုတ်ကြရင်ပြီးရောဆိုတဲ့ခွေးအုံနောက်လေးခမားတို့ကဖြတ်အုံနောက်လေးနဲ့ဇကားကိုလည်းလည်းမပြောနဲ့